ကောင်းကင်ယံမှာလုံဝကိုစံကြယ်ရဖြစ်ရတွေဖြစ်ပေါ်လာကြတာကိုအမေရရိုက်ကိုမှတ်တမ်းတင်နိုင်ခဲ့တယ်။ဗီဒီယိုရဲ့အများကြီးရှိခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်တင်မှာတော့လုံဝစံကြယ်ရအရာတွေ၊ကြောက်စရာကောင်းတဲ့တတဝါတွေ၊တပါဝလောပြည့်ရစံကြယ်တွေအများကြီးရှိပါတယ်။ကျမတို့ရဲ့ကောင်းကင်ခြေဟာပြောင်းလဲများပြီး ထူးခြားစံကြယ်ရဲ့ပြည့်ရတွေကိုပုံခွဲကြပါရင်ကဲမိတ်ဆွေတို့ကိုဒီကနေ့မှာတော့လေဝဲစံကြယ်ရဲ့အရာတွေကိုရှိုက်ကွန်မှတ်တမ်းတင်နိုင်ခဲ့တဲ့ view တွေနဲ့ပသက်ပြီးပြပြပေးတော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကရောအခုတင်ဆက်ပေးတော့မယ့်အကြောင်းလေးကိုစိတ်ဝင်စားနေကြပြီလားစိတ်ဝင်စားနေပြီဆိုရင်တော့ကျမနဲ့အတူ video လေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။ present object မိုးရီတဲတဲ့စွာရွာနေတဲ့နေ့မှာတော့ လူတင်လူမိုင်ဟာကားလေးနဲ့ခြေလက်ရွာလေးတရွာကိုပြန်မောင်းလာခဲ့ပါရယ်။သူကအဲ့ဒီရွာဝယ်လမ်းလေးကိုရောက်လာတာနဲ့သူ့ကြောင့်မို့တွေကစတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါရယ်။လူတင်လူမိုင်ကခလလန်ကိုရောက်လာတဲ့အချိန်မှာပဲကောင်းကင်ရံမှာလင်းလက်တောက်ပနေတဲ့အလေးရောင်တွေကိုတွေ့မြင်ခဲ့ရပါရယ်။လူတင်လူမတ်လည်းအရင်ကအံ့အားတင်သွားခဲ့ပြီးကောင်းအောင်ရက်ပြီးတော့ကင်မရာနဲ့ရိုက်ကွန်မှတ်တမ်းတင်ထားခဲ့ပါရင်အဲ့ရကဘာဖြစ်မလဲဆိုတာကတော့မသိရသေးပါဘူး မိုးရွာနေအချိန်မှာပဲဖြစ်ခဲ့တာဖြစ်ပြီးလျှက်စီအလင်းရောင်အောက်မှာတော့ပြ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 မဲရိုက်ကိုချနိုင်ခဲ့ပါတယ်အခု review file တဲမှာမြင်တွေ့နေရတဲ့အရာကဘာဖြစ်မလဲဂျာရောခမဲရခက်ခဲပြီးသစီတကောင်နဲ့လည်းတူနေပါတယ်မျိုးကြည်လွတ်မှတ်ကတော့သူရိုက်ကိုထရကိုချက်ချင်းပဲပြန်လဲပြီးတော့မျှဝေခဲ့ပါတယ် review file နဲ့ပတ်သက်ပြီးတော့ဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ကြပါဘူးအကွမြင်တွေ့နေရတဲ့အချိန်လက်လက်တောက်ပနေရအရာကဘာများဖြစ်နေမလဲ ကဲမိတ်ဆွေတို့ကရောဘယ်လိုထင်ကြလဲဆိုတော့ပြောခဲ့ပါအောင်နော် Plus Sky Monolay 2021ကရုရှားနိုင်ငံအပြာရောင်ကန်ချေနာမှာထူးခြားအရာတစ်ခုကိုမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။အဲဒီအရာကတော့ကောင်းကင်မှာကျိတ်ဆဲထားသလိုဖြစ်နေရပါဘူး။သူရဲ့ပပတ်လင်မှာလည်းအလားတူအရာတွေကလွင့်ဝဲနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အခုလိုပိုင်းမှာမြင်တွေ့နေရတဲ့အရာကဘာဖြစ်မလဲ။ဒါလိုဝဲစံတမတ်တကူလား။တေချာရာကတော့လောကကိုထူဆန်းပါရင်အရီဝိုင်နဲ့ပတ်သက်ပြီးတော့ကျေရှုသူတွေကအမျိုးမျိုးသင်ကြေးပေးနေကြပါတယ်။ Blackman အခုလိုဖိုင်မှာတော့ငှက်တွေက လေထဲမှာအဆိုင်ခဲတခုလိုစုဝေးဖြစ်ပေါ်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်။ဒါတော့ data gen တွေကရိုက်ကွမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အခုလိုဖြစ်နေတာကဘာကြောင့်မှန်းတော့မသိပါဘူး။ကြည့်ရတာကတော့တစ်ခုခုကိုတုံ့ပြန်နေပုံရပါတယ်။အဆိုပါရီယိုဖိုင်ကကြီးစုသူတွေအလုံးကိုစိတ်ဝင်စားစေခဲ့ပါတယ်။ Florida Sky Phenomenon 2025ဩဂုတ်လ9ရက်နေ့မှာတော့ Florida မှာနေထိုင်နေကြတဲ့သူတွေကညချိန်ကောင်းကင်ရမှာလည်းလည်းတောက်ပနေတဲ့အလင်းလုံးလေးတွေနဲ့လောကကတောက်ပနေတဲ့ဂျင်မာအရာတခုကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ သင်းငယ်ရဲအလင်းလုံးလေးတွေကတော့တနေရာနဲ့တနေရာကိုရွေလျားနေကြပါတယ်။နောက်ဆုံးမှာတော့တောက်ပနေတဲ့အလင်းလုံးလေးတွေကမြင်းဖြောင်တကြောင်တည်းလိုဖြစ်ပေါ်လာပြီးချက်ချင်းဆုတ်တို့ပျောက်ကွယ်သွားခဲ့ပါတယ်။အဖြစ်ပြကြောင့်လူများကထိန်းလန့်တုံ့လောက်ခဲ့ရပြီးကင်မရာတွေနဲ့ရိုက်ကွန်းမှတ်တမ်းတင်ထားခဲ့ပါရယ်။အနာပိုင်တွေကတော့ဒါဟာ classify area စမ်းသပ်မှုလို့ဆိုပါရယ်။ဒါကတော့တချို့သူတွေကဒါကိုယုံကြည်ကြပါရယ်။ အခုဖြစ်ပေါ်သွားတဲ့အရာကတော့ဆိုင်ရင်တမျိုးနဲ့ဆင်တူပြီးဒီအရာတွေနဲ့ပတ်သက်ပြီးတော့ညှဉ်းပန်းမှုတွေကရှိနေစေဖြစ်ပါတယ်။ကဲမိတ်ဆွေတို့ကရောအခုလိုဖြစ်ပေါ်သွားတာကဘာကြောင့်လို့တင်လဲ။အခုလို find day ကလို့ဖြစ်ခဲ့တာမျိုးကြုံခဲ့ဘူးလားဆိုတာကိုပြောပြခဲ့ပါအောင်ရှင်။လာဆဝံအခုဒီဖိုင်မှာတော့ရာနေချီတဲ့အနေရောင်အရာဝတ္ထုတွေလွှင့်ဝဲနေရကုန်မြင်တွေ့ရမှာဖြစ်ပါတယ် အဲဒီ view file နဲ့ပတ်သက်ပြီးတော့ဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ပါဘူး။အဲဒီ area တွေနဲ့ပတ်သက်ပြီးတော့အာနာပိုင်တွေကဒါဟာမောင်းတူမဲ့လေရင်တွေဖြစ်နိုင်တယ်လို့ထင်ကြပေးခဲ့ကြပါတယ်။ကံကေရမရာနဲ့ကျေလွဝဲနေတဲ့ဒီနဲ့ရအရာဝတ္ထုတွေကဘာများဖြစ်နေမလဲတကယ်ပဲမောင်းတူမဲ့လင်းရင်တွေဖြစ်နေမလားအခုမြင်တွေ့နေရတဲ့ view ကိုတော့ low red check ကနေဖုန်းနဲ့ရိုက်ကွေးခဲ့ပါရင် DR နဲ့ပတ်သက်ပြီးတိကျမရှင်းပြနိုင်ခဲ့ကြပါဘူး ်ကဲမိတ်ဆွေတို့ကရောဘလို့ထင်ကြလဲ cloud cabinet နော်အခု real fine ကရော lower ကိုထူကြပါရယ်အခုမြန်တွေ့နေရတဲ့အရာကတော့ UFO ဖြစ်မဲ့ဆိုပြီးထင်ကြပြီးနေကြပါရယ်ဒါတော့တကယ်ပဲ UFO တစ်စီးများလားကင်မရာကနေရိုက်ကွန်းချတဲ့အထဲမှာတော့အနေရောင်မီကိုတွေကသွားတဲ့လမ်းကြောင်းတစ်လျှောက်ချက်ပေါ်လာနေရကိုမြင်ကြရမှာဖြစ်ပါရယ်အဲ့ဒီအမျိုးမီမသိရင်က တင်ဆိုင်တဲမှာတပြပြပဲရွင့်လျားနေရပြပေးရတဲ့အောင်မိကိုရီကြောင့်တရားကိုတည်တည်ရှာရှာတွေ့မြင်ခဲ့ရပါတယ်။တချို့ကတော့တရားက UFO ဖြစ်မယ်ဆိုပြီးအခိုင်အမာယုံကြည်နေကြပါတယ်။အနယောင်မိကိုရီချက်ပေါ်နေတဲ့တရားကဘာဖြစ်နေမလဲအဆိုပါဗီဒီယိုဖိုင်ကဆိုရှယ်မီဒီယာပေါ်ကိုပြန်နဲ့ရောက်ရှိလာပြီးနောက်မှာတော့ထင်ကျေးအမျိုးမျိုးပေးနေခဲ့ကြပါရယ်မိဆိုတို့ကရောဘယ်လိုထင်ကြလဲမိမိတို့ရဲ့အဖြစ်အမြင်ချက်လေးတွေကိုလည်းပြောပြခဲ့ပါအောင်ရှင် China Cloud Incident အခုမြန်တွေ့နေရတဲ့ video file ကတော့တရုတ်နိုင်ငံကပါကင်မရာတင်မှာတော့အခုမြန်တွေ့နေရတဲ့အတိုင်းအပြုံရောင်လမ်းကြောင်းတစ်ခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အတွင်ပိုင်းမှာတော့ Armitage နဲ့တူပါတယ်။အဲဒီကနေအနီးအောင်အဝိုင်းပြကြတဲ့အတိုင်းနှွေကွေးစွာရွေလျားကြလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မိုးလေဝါသပညာရှင်တွေကတော့ဒီအရာတွေနဲ့ပတ်သက်ပြီးပြည်နိုင်ခြေရှိရာကိုမရှင်းပြနိုင်သေးပါဘူး။အဆိုပါ view file ကတော့ social media ပေါ်ကိုပြည်နယ်ရောက်ရှိသွားပြီးတဲ့နောက်ပိုင်းကြီးစုတွေများပြားခဲ့ပါတယ်။ဒီအရာနဲ့ပတ်သက်ပြီးတော့တည်တည်ကြကြမဖြစ်ထုတ်နိုင်ခဲ့ကြသလိုသင်ကျေးလောက်သာခံမဲ့ပြောဆိုနေကြပါတယ်။ဖြစ်နိုင်ဖို့များတာကတော့ဒါဟာလင်းရင်တောင်းရလမ်းကြောင်းအတိုင်းကြံ့ရင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ဗန်ဖလိုက်အခုမြန်တွေ့နေရတဲ့ Pure Fine ကတော့လောဘကိုတူတူချကြပါရီလူတူလူနက်ကကတော့တနည်းအားကိုခရီးသွားရင် ကောင်းကင်ရံမှာတိမ်ဆိုင်ဒိတ်ကနေရုတ်တရက်ယေရှုပုံပေါ်လာတော့တွေ့မြင်ခဲ့ရပါတယ်။ဒီအားကတော့တကယ်ပဲလားအလိညာလားဆိုတာတော့မသိပါဘူး။စကန်ပိုင်းလောက်သာကြာမြင့်ခဲ့လို့ဆိုပါရင်ဒီရူဖိုင်နဲ့ပတ်သက်ပြီးတော့မေကွန်များစွာထပ်ပေါ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကိုပြန်လည်ရောက်ရှိလို့လာပြီးတဲ့နောက်မှာတော့ကျေးဇူးတွေကမြပြခဲ့ပြီးအထင်ကျအမျိုးမျိုးပေးခဲ့ကြပါတယ်။အခုမြင်တွေ့နေရတဲ့ VO5 တခုကတော့ကင်ညာနိုင်ငံကဖြစ်ပါတယ်။ညာချိန်ကောင်းကင်ယာမှာကြောက်ပနေတဲ့မြေလုံကဘင်ညာကွန်ရွလာနေရာတွေ့မြင်ရမှာဖြစ်ပါတယ်။ ။ဒီအားကနေမီးရှံတွေကဖြာထွက်နေရကိုတွေ့ရမှာပါ။တိကျတဲ့ဖြေကတော့မသိရသေးပါဘူး။သိပံပညာရှင်တွေကတော့ဒီအားနဲ့ပတ်သက်ပြီးဖြေရှင်းနိုင်ဖို့စူးစမ်းနေကြပါရဲ့။ဒီအားကဘာများဖြစ်နေမလဲ။ကဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးကို ပြောပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။ ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝင်စားဖွယ်ရာကြောင်းတွေကိုပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ page လေးကို like and follow ထားပေးကြပါအောင်နော်အဆုံးထိအပြည့်ကြီးရှုမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖွယ်ရာကြောင်းအသေးလေးနဲ့တူပြန်လာခဲ့ပါမယ်